ရက်ပေါင်းနေရမယမနာပြန်တန်းနိုင်နေငှက်ကျွန်တော်တို့ရဲ့ဘဝမှာပင်ပန်းလာတဲ့အခါအရာရာကိုစိတ်ကုန်ပြီးထွက်ပြေးခြင်းစိတ်ပေါက်လာတဲ့အခါမျိုးမှာအားလုံးကိုထားခဲ့ပြီးတယောက်တည်းလွတ်လပ်စွာပြန်တန်းလိုက်ခြင်းနဲ့ဆိုတာမျိုးတွေးပူကြမှာပါအဲ့ဒီတွေးကလူကြီးမင်းအတွက်တော့စိတ်ကူးရင်တတ်တတ်ဖြစ်နေနိုင်ပေမယ့်ဒီကဘာပေါ်မှာအဲ့ဒီစိတ်ကူးရင်ကိုတကယ်လက်တွေ့အကောင့်ထဲပေါ်နေတဲ့တတ်ရှိတမျိုးအမှန်တကယ်ရှိနေပါလိမ့်သူကတော့ကောင်းကင်ကြီးကိုသူ့ရဲ့အိမ်သူ့ရဲ့ကဘာဖြစ်တတ်မှတ်ထားတဲ့ Albine Swift ငါပဲဖြစ်ပါလိမ့် ။ဒီငှက်တွေကကျွန်တော်တို့သိတဲ့တာမန်ငှက်တွေလိုမျိုးမနှက်ပြန်ညာနာတဲ့ငှက်မျိုးမဟုတ်ပါဘူး။သူတို့ရဲ့ဘဝခရီးစဉ်တစ်ခုလုံးဒီဘဝကိုကောင်းကင်ပေါ်မှာပဲအဆုံးသတ်သွားမယ်ပုံပါပဲ။ဘလောက်တောင်လဲဆိုရင်သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရဒီငှက်တွေဟာမြေပြင်ပေါ်ကိုလုံးဝမစင်မေအ ਨੇ စုံရပ်ပေါင်းနေရတနည်းအားဖြင့်ခုနလကြာအောင်မယံမနာပြန်တန်းကြပါလိမြင်းတော်ပြောရမယ်ဆိုရင်ရန်ကုန်ကနေလန်ဒန်ကိုအသွားပြန်အခေါက်ခေါက်ခါခါပြန်တန်းနေတာနေတော့မှအတူတူပါပဲ ဒီလောက်ချိန်ကြာကြီးမြေကြီးဘဝကိုချေးမချပဲသူတို့ဘလို့များအသက်ရှင်နေထိုင်ကြတာလဲဆိုတော့ကတော့တကယ်ကိုမယုံနိုင်စရာပါပဲလူကြီးမင်းသားတို့ညမှာဆိုရင်အခက်အခဲဆုံးကဘာဖြစ်မလဲအစားတောက်လားအိပ်ဆက်ချင်းလားဒါမှမဟုတ်တခြားဘာများဖြစ်မလဲသူတို့ကတော့ဒီအရာတွေအားလုံးကိုလီထဲမှာပဲအဆင်ပြေအောင်ဖြည့်ရှင်းသွားကြပါလိမ့်နံပါတ်1ကောင်းကင်ဘုံကအဆုံးမရှိတဲ့ဘွတ်ဖေးသူတို့အတွက်အစားတောက်ဆိုတာလုံးဝစိတ်ပူစရာမလိုပါဘူးကောင်းကင်ကြီးတစ်ခုလုံးကသူတို့အတွက်ဖွင့်ထားတဲ့အဆုံးမရှိတဲ့ဘွတ်ဖေးဆိုင်ကြီးတစ်ခုလိုပါပဲ ။လေထဲမှာပြန်ဝဲနေတဲ့အင်းဆက်ပိုးမွားတွေပင်ကိုသေးစားလေးတွေကိုပြန်တန်းရင်နဲ့လိုက်ဖမ်းပြီးစားသုံးကြတာပါ။သရရခနာကိုဖွဲ့စည်းပုံကလေခွင်းအားကောင်းပြီးပဇက်ပေါက်ကျတဲ့အတွက်ပြန်တန်းနေရင်နဲ့အစာကိုလွယ်လွယ်ကူကူဖမ်းယူနိုင်မှာရီ။ဒါကြောင့်မလို့သူတို့အတွက်တော့ဖူးပန်တာမှားစီရမလို့ပဲ။အလိုလျောက်ရောက်လာတဲ့အစားအစာတွေနဲ့အမြဲတမ်းအဆင်သင့်ဖြစ်နေတာပါ။ကျွန်တော်တို့အတွက်အိပ်ဆက်ခြင်းဆိုတာနှွေးထွေးတဲ့မှုရပေါ်မှာမှဖြစ်ပေမယ့်သူတို့ကတော့ကောင်းကင်ကြီးကိုမှုရလုပ်ပြီးအိပ်ဆက်ကြပါသည် ညဘက်ရောက်ပြီဆိုရင်သူတို့ကအမြင့်ပေထောင်ပေါင်းများစွာကိုတက်ရောက်ပြန်တမ်းပြီးလေရဲ့အဟုန်ကိုအသုံးပြုကဖြည်းဖြည်းချင်းလေဟုန်စီးရင်အိတ်ဆက်ကြတာပါဒီထပ်ဘူအန်အောင်ဆရာကောင်းတော်ကသူတို့ရဲ့အုံနောက်ဟာတချမ်းအိတ်တချမ်းနှိုးစနစ်နဲ့အလုံးလုံးတော့ပါဆိုလိုတာကအုံနောက်တချမ်းကအနာယူနေချင်းဂျန်နေအုံနောက်တချမ်းကပြန်တမ်းမှုကိုဆက်လက်ထိန်းချုပ်ပေးနေတာဖြစ်ပါသည်လူကြီးမင်းသားဒီလိုလုပ်ရမယ်ဆိုရင်အစည်းအဝေးခန်းထဲမှာတော့အိတ်လူရနိုင်မှာဖြစ်ပြီးဘယ်သူမှလည်းသိမှာမဟုတ်ပါဘူးဒီငက်ဒီရဲ့အခြေဆက်လမ်းကလည်းမြေကြီးပေါ်မှာအစာမပြိုးပါဘူး တို့ဟာကိုယ့်ရဲ့ဖူးစာဘက်ကိုကောင်းကင်ပေါ်မှာရှာဖွေပြီးမိလိုက်ခြင်းကိုလည်းပြန်တန်းရင်းနဲ့ပဲပြုလုပ်ကြပါလိမ့်။ဒါဟာတဘာဝတရားရဲ့အနုစိတ်ဆုံးနဲ့အလားပါဆုံးသောကာကွက်တီတွေကတစ်ခုလိုပါပဲ။ဒီနေရာကလူတွေနဲ့ဘလောက်ဝေးတယ်ပြောပြောတို့ရဲ့ချစ်ကတော့မြေပြင်ပေါ်ကလူတွေနဲ့အများကြီးပိုဝေးပြီးကောင်းကင်ပေါ်မှာအဆုံးသတ်သွားမယ့်ပုံပါပဲ။ဒါဆိုရင်တို့မြေပေါ်ကိုဘယ်တော့မှမဆင်းတော့ဘူးလား။ဆင်းတော့ဆင်းပါလိမ့်။ဒါပေမဲ့တို့မြေပေါ်ဆင်းတဲ့တစ်ခုရီးသောအကြောင်းပြချက်ကတော့မျိုးဆက်တစ်တွေမွေးဖွားပေးဖို့တနည်းအားဖြင့်အတိုက်ဆောက်ပြီးဥဥပေါ်ပါပဲ။ သူတို့ဟာမြင်မာတဲ့တောင်ကဘာကြီးကျောက်ကဘာကြီးမှာအတိုက်ဆောက်ကြပါသည်သူတို့ရဲ့ခြေထောက်တီဟာလမ်းလျှောက်ဖို့အတွက်တိတ်အတုံးမဝင်မဲကျောက်ဆောင်တွေကိုတွေ့ကပ်ဖို့သာအတုံးဝင်တာကြောင့်မြေပြင်ပေါ်မှာသူတို့ဟာအရန်ကိုမှနေရထိုင်ရခတ်ပြီးတနာစရာကောင်းတဲ့ပုံစံဖြစ်နေတတ်ပါသည်ဒီ Alpine Swift ငတ်တည်းရဲ့ဘဝကိုကြည့်ပြီးကျွန်တော်တို့တခုနားလည်လိုက်ရတာကတော့တရဝရိုင်းမှာသူနီးသူဟန်နဲ့အလိုက်ထိုက်စွာရှင်သန်နေထိုင်နိုင်စွမ်းရှိနေကြတယ်ဆိုတာပါပဲ သူတို့ဘဝကတော့မြေကြီးပေါ်ကပူပင်သောကာရီအထီးကျန်မှုတွေနဲ့လုံးဝမသက်ဆိုင်တဲ့လွတ်လပ်တဲ့ဘဝတစ်ခုဖြစ်ပြီးကျွန်တော်တို့အားလုံးအားကြရလောက်တဲ့ကောင်းကင်ဘုံရဲ့အရှင်သခင်အစ်စ်တွေပဲဖြစ်ပါရီ။